အလုံးဝမင်္ဂလာပါကျွန်တော်တို့ခု ရောက်ရှိနေတဲ့နေရာတော့ဇက်ကွင်တောင်ပေါ်ကမြင်ကွင်းပဲဖြစ်ပါတယ်ခုကြားနေရတဲ့တန်ကတော့ဇက်ကွင်တောင်ပေါ်မှာရှိတဲ့ဘုံကြီးကျောင်းကစွန်းစားဖို့အတွက်အုံမောင်းခောက်တမ်းပဲဖြစ်ပါတယ်နော်နောက်ခုမြင်တွေ့နေရတဲ့မြင်ကွင်းမှာဆိုရင်တော့တန်လင်းမြေကြီးနဲ့ဖန်မျိုးရဲ့မြင်ကွင်းတွေကိုမြင်တွေ့ရတာဖြစ်ပြီးတော့အရန်တရာလာပါပါတယ်ကျွန်တော်ဒီဇက်ကွင်တောင်ပေါ်ရောက်ရင်မဖြစ်မနေနော်တွေ့ကြည့်ရမယ့်နေရာတစ်ခုကတော့ဒါမှန်ရင်ပြင်ပဲဖြစ်ပါတယ် ဒီမိုင်းပြာဆိုရင်ဆယ်ပင်ဆရာတော်ဖျားကြီးရနေပြီးတော့အာဆောက်လုပ်ခဲ့တဲ့ဒါထူးခြားတဲ့အနေရာတစ်ခုကိုပြောရမှာပေါ့ဒီတောင်ကပယံကိုဒမ်လီနဲ့ထောက်ပြီးတော့အာတေချာဒီရင်းရင်းတစ်ခုအနေနဲ့ဖဏိထားဖြစ်ပါခင်ဗျ ဒီဂျက်ဝင်တောင်ဆိုတာလေဒီဘက်ဖန်ဘက်ချမ်းကဆိုရင်ဒါမမတ်ကြီးပဲလေအဲဒါကြောင့်ကျွန်တော်တို့ဒီမန်ကြီးပြင်ဆောက်တုံးကဆိုရင်တော်တော်လေးခက်အခက်ကြီးဆောက်လုပ်ခဲ့ရဖြစ်ပါတယ်အောက်မှာကြည့်မယ်ဆိုရင်ဒါဇွဲကပင်ရဲ့ဒါတောင်ချင်းရဟိုတယ်ဘေကူမြန်မာဖြစ်ပြီးတော့တော်တော်လေးမြင်မာပါတယ်ခင်ဗျ ဒါကတော့ကျွန်တော်တို့ကတောင်ကြီးကိုတက်တဲ့ချိန်မှာပေါ့နော်။ရောက်ခဏဤဒါတတိယနေရာလောက်မှာဖြစ်ပါတယ်။ဒီနေရာမှာရှုခင်းလာလို့ဆိုပြီးတော့ကျွန်တော်တစ်ချက်ရက်ကြည့်နေကြတာဖြစ်ပါတယ်။အဲ့ကိုကြည့်မယ်ဆိုရင်တော့တန်လင်းမြစ်ကိုဒါအပေါ်စီးကနေမြင်ရတာဖြစ်တယ်။ ဒီဇဂဝင်းတောင်ပေါ်တက်မယ်ဆိုရင်တော့ဒါဖနအပားလေးတွေနဲ့တက်တာမျိုးဖြစ်တင်ပါခင်ဗျာဖနထူတွေဆိုရင်တော့တော်တော်ပင်ပန်းတာမျိုးဖြစ်နိုင်ပါတယ်လမ်းကနည်းနည်းကျန်းနေလို့ပြောရမှာပေါ့ခုမိုးရသည်ရောက်တော့မှဆိုတော့မိုးရသည်မှဆိုရင်ဇဂဝင်းနဲ့ဒီပန်မျိုးကတော်တော်လေးလှတာဖြစ်ပါခင်ဗျာခီးသွားများစုကလည်းဒီမိုးရသည်ကိုပဲဖန်လာကြတာများပါတယ် ဇဂမင်တောင်ကြီးရောက်ခါပေါ့နော်အပေါ်ရောက်ခါနေရင်ကျွန်တော်တို့ဒီသူဇဂမင်တောင်မှာရှိတဲ့မြောက်တွေလည်းရှိတာရှိပါတယ်ကျွန်တော်တို့ကတော့ကတော့မြောက်တွေလည်းတွေ့ခဲ့ရပါတယ်ဒီပေါ်တာကြီးနေပေါ်တာကြီးပေါ်လာကြီးအလုံးလိုက်ပါတ िश ူပေးရအတွက်ကျေးဇူးတင်ပါတယ်ဟင်းဒီရောက်ခဲလားအေးပေါ်လာကြီးပေါ်လာကြီးပေါ်လာကြီး